ဒီနေ့မိစေတို့ကိုအစီချပုံမြင်သွားစေမယ့်နီလန်းလေး၄ခု tips လေး၄ခုပြောပြသွားမယ်။အကယ်လို့ဒါမိစေတို့ကဒီ tips ၄ခုကိုတပြိုင်တည်းလောက်သွားနိုင်မယ်ဆိုရင်အစီချတဲ့လမ်းစဉ်မှာ30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းကိုပို့ပြီးတော့မှလင်းမြင်သွားစေမယ်။ tips number 1အကယ်လို့မိတ်ဆွေတို့ကဒီရေခဲရေကိုတရက်ကိုတလီတာတောက်မယ်ဆိုရင်ကယ်လိုရီက30ကနေ40ပိုလောင်ကျွမ်းစေတယ်။အကယ်လို့ဒါဒီရေခဲရေကိုမိတ်ဆွေတို့က1လီတာတောက်မယ်ဆိုရင်တရက်ကိုကယ်လိုရီ80ကနေ80ကယ်လိုရီပိုပြီးတော့မှလောင်ကျွမ်းစေမယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီရေခဲရေကကျွန်တော်တို့အေးအေးလေးခန္ဓာကိုယ်အထဲကိုတောက်ဝင်လာတဲ့အခါမှာခန္ဓာကိုယ်ကသူ့အပူပေးရတယ်38ဒီဂရီအထိအပူပေးပြီးတော့မှခန္ဓာကိုယ်ကအသုံးပြုတယ်သူ့ကိုစွန့်ထုတ်တယ်ဒီအပူပေးတဲ့ဖြစ်စဉ်မှာခန္ဓာကိုယ်ကကယ်လိုရီလောင်ကျွမ်းနေတယ်ဒါပေမဲ့အကယ်လို့ဒါမိတ်ဆွေတို့ကအစာအိမ်ပြဿနာရှိတဲ့သူတွေရေခဲရေနဲ့မတည့်တဲ့သူစဉ် အလုပ်စဉ်ပြေ Tips number 2ကျွန်တော်တို့စားနေကြ main food ဖြစ်တဲ့ထမင်းကြောင်းပူအာလူကစုံဦးအောက်ကြုံစားတာတွေကို plastic နဲ့အုပ်ပြီးတော့မှရေခဲတက်တာထဲမှာထဲတညာတိတ်နောက်တည့်ရက်မှာသူ့ကိုထုတ်ပြီးတော့မှပြန်နွေးစားမယ်ဆိုရင်အဲ့ဒီ main food တွေထဲမှာ resistant starch တွေကပိုတိုးလာတယ်အဲ့တိုးလာတဲ့ဒီ resistant starch ကကျွန်တော်တို့ byte ပြတဲ့ခန်းစားချက်ကိုပိုပေးတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာလည်းသူက butyric acid ကိုပြောင်းလဲလာတဲ့အခါကျတော့ကျွန်တော်တို့ဥလန်းကြောင်းကျန်းမာရေးအတွက်လည်းပိုကောင်းတယ် Tips number 3အကယ်လို့ဒါကျွန်တော်တို့တစ်နေ့လုံးထိုင်ပြီးတော့မှအလုပ်လုပ်ရတယ်ဆိုရင်ဒီပုံစံကိုကျွန်တော်တို့ပြောင်းလိုက်မယ်ဥပမာ တနာရီထိုင်တိုင်းကို15မိနစ်မိနစ်20ထပြီးတော့မှအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီလိုထိုင်လိုက်ထလိုက်ထိုင်လိုက်ထလိုက်လုပ်တဲ့အခါမှာ7နာရီအလုပ်လုပ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ကကယ်လိုရီ300ကျော်ကျော်ဝန်းကျင်ပိုပန်းတယ်အဲ့300ကျော်ကျော်ဆိုတာဘာနဲ့သွားညီမြလဲဆိုတော့ဒီ jogging တနာရီနဲ့သွားညီမြတယ် tips number 4မိစေတို့အချိန်ရှိတိုင်းလမ်းထားလျှောက်မယ်ကျင်သွားကိုသွားရမယ်ဆိုတာမျိုးမဟုတ်ဘူးလေ့ကျင့်ခန်းလုပ်ကိုလုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးမိစေတို့အချိန်ရှိပြီဆိုရင်လမ်းထားလျှောက်မယ်ဥပမာမိစေတို့မနက်စာနေ့လယ်စာညနေစာစားပြီးတိုင်းကို15မိနစ်မိနစ်နဲ့စားလမ်းလျှောက်တာမျိုးဒါထဲမှာအချိန်ရ တာနဲ့လမ်းထားလျှောက်တာမျိုးအကယ်လို့ဒါမိတ်ဆွေတို့ကတရက်ကိုခြေလမ်းတစ်ထောင်လျှောက်မိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ body weight ချိန်ပေါ်မှာမူတည်ပြီးတော့မှဒီအစီက3 gram ကနေ6 gram ကိုသူကလောင်ကျွမ်းသွားစေတယ်အကယ်လို့ဒါမိတ်ဆွေတို့ကခြေလမ်းတစ်ထောင်စုမိတယ်ဆိုရင်အဲ့နေ့မှာမိတ်ဆွေတို့ရဲ့အစီက30 gram ကနေ60 gram ကိုလောင်ကျွမ်းသွားတာမျိုးမဟုတ်ဘူးလား calorie အရတက်မယ်ဆိုရင် ကယ်လိုရီ200ကျော်ကနေကယ်လိုရီ900ကျော်လောင်ကျွမ်းသွားတယ်။ဒီလက်လုံရှရှားနေတဲ့အရာကိုအထင်သေးလို့မရဘူး။သူကကယ်လိုရီအများကြီးလောင်ကျွမ်းစေတယ်။အခုခေတ်လူတွေဝရတယ်ဆိုတာဒီအစာအတော့စားများသွားတာလည်းဟုတ်တယ်။ဒီလက်လုံရှရှားမနေတာလည်းလည်းအများကြီးစိုင်တယ်။ဒီနီလန်းလေးခုရဲ့မိတ်ဆွေတို့ဒီအစာအတော့ကိုတိတ်ပန်ကြီးကြကြနဲ့စားတတ်သွားမယ်။နောက်ပြီးကျွန်တော်တို့အိတ်ချိန်ကိုတိတ်ချာ manage လုပ်နိုင်မယ်ဆိုရင်မိတ်ဆွေတို့အစီမကျချင်တော့မရဘူး။ဒီတိတ်ပန်ကြီးကြကြနဲ့ဘယ်လိုစားတောက်နေထိုင်သွားရမလဲဆိုတာအသေးစိတ်သိချင်တဲ့ဆိုရင်အောက်တိုဘာလ23ရက်နေ့မှာ FLN Basic ဆိုတာရှိတယ်။